မိုင်းသူကိုကိုနေမကောင်းတော့စိတ်ပြည့်ကြနေရပေါ့နော်စိတ်မကောင်းခြင်းရပေါ့အဲ့တော့ဒီယောဂတွေကိုယောဂတွေမှာနှစ်ပိုင်းရှိတယ်သိလားစိတ်မှာဖြစ်တဲ့ယောဂရဲ့ နော်အခုတုံးလုံးလဲနေတဲ့ဒီခန္ဓာကိုယ်ကြီးမှာပျက်စီးတဲ့ဖောက်ပြန်တဲ့ယောဂနှမျိုးရှိတယ်တဲ့အဲစိတ်မှာဖြစ်တဲ့ယောဂကိုကုလိုက်စိတ်စည်းရင်းမှုတွေကင်းသွားတယ်ဒီယုတ်ကြီးဖောက်ပြန်တာကိုယ့်အတွက်ကိုယ့်စိတ်ကိုဒုက္ခမပေးနိုင်တော့နော်အဲ့တော့အခုကိုယ့်ဒုက္ခပေးနေတာဒီစိတ်ကိုပူလောင်စေတာ ချိတ်တဲ့ကြာနေတာအဲ့ဒါတွေအားလုံးอ่ะဘာကြောင့်လဲဆိုတာကိုပြောပြမယ်နော်အဲ့တော့အရှိကြီးဟောလို့ရှိရင်လည်းနားမထောင်နိုင်ပါဆိုလို့နော်ဖတ်တူလူလေးပေါ့နော်ခဏသီးခံပြီးတော့နားထောင်ပါနော်နားပေါ့အဲ့တော့ နံပါတ်1ဒီချိန်မှာဘယ်လိုလဲကိုယ်လိုပဲယောဂဖြစ်နေတဲ့တကြီးတဲ့တွေအများကြီးရှိတယ်တိရအဲ့ဒီခေတ်မှာတချို့လူတွေဆိုလို့ရှိရင်ယောဂလည်းဖြစ်တယ်တက်ကလည်းကြီးတယ်ယောဂလည်းဖြစ်တယ်စစ်ဘေးကလည်းရှောင်ပါသေးတယ်နော်ဗမာနေလို့နေရာမှန်းလည်းမသိဘူးဆိုတော့သူတွေလည်းရှိတယ် အဲ့ဒီလူတွေနဲ့ကိုနဲ့ရှင်လို့ရှိရင်ကိုကဒီတန်တရာလွတ်ကြောင်းမြတ်စွာဘုရားရဲ့တစ္ဆာတရားတွေနာကြားခွင့်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်သွားပြီနော်ဒါဆိုရင်သူတို့နဲ့ရှင်ရင်ကိုယ့်ရဲ့ကုသိုလ်အများကြီးမကောင်းဘူးအဲအဲ့တော့ကုသိုလ်ကိုယ့်ရဲ့ကုသိုလ်တွေအများကြီးကိုအခြေခံပြီးတော့နော်ဒီသစ္စာတရားတွေကို မြန်မာလူလေးပဲဒီရင်ပေါ်ပြီးနော်အဲ့တော့ဘာကြောင့်စိတ်ဆင်းရဲရတယ်လဲဆိုတော့လေအတူကြီးပေါ့နော်ဒီပေါ့အဲ့ဒီအတူကြီးကိုပြပြဒီခန္ဓာကိုယ်ကြီးဟာဘာသဘောရှိလဲဆိုတော့ तू ကဓာတ်တွေရှိတယ်နော် အဲ့ဒီဓာတ်ကြီးတွေပဲရှိတယ်အဲ့ဓာတ်ကြီး၄ပါးဟာကိုတယောက်တည်းဖြစ်နေတာမဟုတ်နော်ကလေးတီးတီးလေးလည်းဓာတ်တွေဖောက်ပြန်တာပဲနော်အဲ့တော့ဘသူမဆိုဒီခန္ဓာကြီးရလာပြီဆိုရင်အခုလိုသဘာဝတရားတွေအတိုင်းပဲရှိတယ်နော်ရှိတယ်အဲ့တော့ဟိုအမေဝင်းကောင်းလေးကနေပြီးတော့လေ ဘလိုလာလဲဆိုတော့ရေကြီးရေနောက်နော်အသွေးတက်အသားတက်ဆိုတော့အမေဝင်ကောင်းလေးတွေကနေပြီးတော့တိတိလေးကနေပြ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 ချင်းကြီးမလာဘူးလားကြီးလာတယ်အဲ့ဒီမှာအဲ့ဒါဘာလဲဆိုတော့အဲ့ဒါကကြာဓာတ်တကြီးပြောင်းနေပြောင်းနေပြီးတော့ဖြစ်ပေါ်လာနော်ဖြစ်ပေါ်လာတဲ့အချိန်မှာအဲ့ဒီမှာစဉ်းစားကြည့်အဲ့ဒီအမေဝင်ကောင်းလေးမှာစားဖြစ်လာတာက ငါဖြစ်လာတာလားဓာတ်တွေလည်းပြောင်းလဲလာတာလားဟေးအဲ့ဒီမှာငါပါလားမပါဘူးအဲ့ဒီဓာတ်ကြီးလေးပါဟာတဖြည်းဖြည်းနဲ့လေအပြင်ကိုရောက်လာတယ်နော်ဘူးလာလဲဆယ်လာဖွားဆိုတော့အပြင်ကိုရောက်လာတော့နိုင်ကလေးယောက်ျားလေးဆိုပြီးတော့မခေါ်ဘူးလားခေါ်တယ် အဲ့ဒီယောက်ျားလေးမိန်းကလေးဆိုတာလေတတ်တဘောပဲနော်အဲ့ဒါလေးတက်ကြီးလေးပါပဲတဖြည်းဖြည်းတဖြည်းဖြည်းနဲ့ငယ်တာနေပြီးတော့ဖြည်းဖြည်းနဲ့တို့ရီလူပြိုတာနေပြီးတော့အိမ်အောင်တယ်ဘောအိမ်အောင်တယ်ရတဖြည်းဖြည်းနဲ့အဲ့ဒီအရွယ်လေးဘောလေစင်ကဲစင်ကဲကြောင်းလေးလာတာအခုအချိန်ကြီးတယ်နော်အခုလက်ရှိဖြစ်နေတာကလေငါဖြစ်နေတာလားဓာတ်တွေထောက်ပြန်နေတာ အဲ့တော့အခုဓာတ်ပြီးဖောက်ပြန်နေတာကိုဖောက်ပြန်ပါတယ်လို့ပဲသိရနော်အဲ့တော့တခြားလူတွေရောဖောက်ပြန်တာမရှိဘူးလားရှိပါဘူးဒါဆိုရင်ကိုကြမှာယောဂာတယ်လားသူများတွေရောအတူတူပဲမဟုတ်လားအေးအတူတူပဲအဲ့ကြောင့်မလို့ကိုကြမှာယောဂာကြီးနေလို့မယူနေလို့ ဒီခန္ဓာရထားတဲ့အတွက်ဖောက်ပြန်တတ်တဲ့တဘာဝရှိတဲ့အတွက်သူဖောက်ပြန်တာကိုတို့ဘာလို့လုပ်ရမှာတော့အတတ်နိုင်ဆုံးဆေးမကူပါဘူးလားကူပါတယ်ဒါပေမဲ့ဆေးကူဟာကူရပေမဲ့လေမပြောက်တဲ့အခါကျတော့တို့ဘာလို့လုပ်ရလဲဘာကြောင့်လဲဆိုတော့လေသူ့ရဲ့တဘာဝတရားကြီးဖြစ်နေလို့နားလည်လားမသိနော်အဲအဲ့တော့ ကိုကဒီအချိန်ချိတရားနာနိုင်သေးတယ်တချို့ဆိုရင်ကြမ်းကြမ်းမာမာရှိနေလျက်နဲ့တရားမနာနိုင်ဘဲနဲ့တည်သွားကြတဲ့သူတွေထက်စာရင်ကိုကပူပြီးတော့တန်ဖိုးမရှိဘူးလားအဲ့တော့ကိုတန်ဖိုးကိုကိုနားလည်မှုလို့လေစိတ်တက်ကြဖို့မလိုဘူးဒီခန္ဓာကိုယ်ကြီးဆိုတာကဖောက်ပြန်တတ်တဲ့အတိုင်းသူဖောက်ပြန်နေမှာပဲအခုကောင်းသွားလေခဏနေဖောက်ပြန်နေမှာပဲ तू ကတော့ဒရဇက်ဖောက်ပြန်နေတာ ဖောက်ပြန်တဲ့ပုံစံအမျိုးမျိုးနဲ့ဖောက်ပြန်နှိမ့်ဆက်နေမှာပဲဒါပေမဲ့အဲ့ဒီဖောက်ပြန်တဲ့ဓာကြီးလေးပါတုံးကြီးကိုငါပဲဆိုပြီးတော့စွဲနေတာသူ့တဘာဝကိုနားမလဲပဲနဲ့ငါဖြစ်နေတယ်လို့မထင်ဘူးလားအေးအခုကြတော့ငါဖြစ်နေတာလားဓာကြီးလေးပါဖောက်ပြန်နေရတာအေးဟုတ်ပြီဒါဆိုရင်သူကတဖြည်းဖြည်းနဲ့ဟိုလာပြီးနားလာပြီးအိရာလေးလဲလာပြီးဟုတ်ပြီနော် ပြီးတော့ရှင်သူ့ရဲ့သွားရလမ်းဒီတေဆုံးခြင်းကိုပဲသွားတာဘသူတူတယောက်လွန်ဆန်လို့ရတယ်မရဘူးကဲတေသွားတဲ့အခါကျတော့ဘယ်ကိုရောက်မှာလဲသင်္ကန်းကြီးနော်အဲ့တော့တေသွားရင်ဘယ်ကိုရောက်မှာထင်လဲဆိုတော့ငါဘယ်ကိုရောက်မှာထင်လဲငါဘယ်ကိုသွားမလဲဆိုပြီးတော့ရှောက်မတွေးနေဘူးလားမတွေးပါဘူး တကယ်တော့ဦးစင်းပြောတာကငါဘယ်သွားမယ်ဆိုတာထက်ဒီဓာကြီးလေးပါဘယ်သွားမလဲလို့မေးတာอืมဘယ်သွားမယ်ထင်လဲစဉ်းစားကြည့်အဲ့တူကပို့ဘူးလားအေးအဲ့ဒီမှာဓာကြီးလေးပါပျက်စီးသွားတဲ့កောင်ဘယ်ပို့လဲအေးဒါဆိုရင် तू ကအပေသွားလားတုတ်တံသွားလားနိဗ္ဗာန်သွားလားတုတ်တံသွားလား ကဲတို့ရဲ့ခန္ဓာကြီးတွေကတော့အတူတူပဲမဟုတ်လားဒါဆိုရင်ဒီတက်ကြီးလေးပါပျက်စီးလို့တည်သွားတယ်ပျက်စီးသွားတယ်ဆိုရင်အပယ်လည်းမပူပါဘူးတဲ့နော်သူဂရီပုံလည်းမသွားဘူးနိဗ္ဗာန်လည်းမသွားဘူးတဲ့သူကကြတော့6ပေကဒီဒီညိုဇက်ဒီကြီးရဲ့ဒီပဲမဟုတ်လားအေးအဲ့ဒါကကြတော့သူ့ရဲ့တဘာဝဖြစ်စဉ်တစ်ခုပဲတဲ့အဲ့ဒါကိုငါနဲ့မှားတော့ ငါဘယ်သွားမှန်းမသိဖြစ်နေတာအခုဒီတက်ကြီးလေးပါကြီးကဘယ်လိုသွားမယ်ဆိုတာနားလည်ပါလိမ့်အဲ့ဒါငါလားသူ့ရဲ့တဘာဝတရားကြီးလားဒါဆိုရင်သူ့တဘာဝတရားကြီးကိုကိုကုနားလည်သွားပြီဆိုရင်ဒီတဘာဝတရားကြီးကဘလို့ဖြစ်တတ်တဲ့သဘောရှိတယ်လေဆိုတာခုနပြောခဲ့တယ်လေအဲ့ဒါ तू ကဘာလို့တက်လဲထောက်ပြန်အေးထောက်ပြန်တတ်တဲ့သဘောရှိတဲ့အတိုင်းထောက်ပြန်တာမှားလို့လားလို့ ဒါပေမဲ့ဖြစ်နေတဲ့အခါကျတော့စိတ်ကခံနိုင်ရလားမခံနိုင်ဘူးမခံနိုင်ပေမဲ့ဘာလို့လို့ရလဲဘာမှလုံးလို့မရရင်တို့ကသူ့ကိုညှင်းဆန်ရမှာလားလက်ခံပေးရမှာလားအေးငါအနေနဲ့မဟုတ်တော့ဘူးတဲ့သူ့တဘာဝတရားတစ်ခုကိုနားလေတဲ့အမိနဲ့လက်ခံပေးပါလို့ပြောတယ်။ကြည့်ဒါဆိုရင်ငါဖြစ်နေတာလားသူ့တဘာဝတရားကြီးတိုင်းဖြစ်နေတာလား။အဲ့တော့နားလေပြီလား။နားလေပြီနော်။ဟုတ်ပြီ။ အဲ့လိုလက်ခံလိုက်ပြီးဆိုရင်အခုဖြစ်နေတဲ့အပေါ်မှာရှိကတော့စိတ်ကတော့စိတ်မကောင်းဖြစ်ခြင်းဖြစ်မယ်နော်နာကျင်နာကျင်လိမ့်မယ်ပေါ့ဒါပေမဲ့နောက်ကအခုတိထားတဲ့အသိဉာဏ်လေး ਨੇ စင်ကျင်ဖို့လိုတယ်နော်အဲ့အခုလက်ရှိကိုယ်ခန္ဓာပေါ်မှာကဲချက်ချင်းလငယ်ကိုဖောက်ပြန်နေတာမရှိဘူးလားအဲ့လိုမျိုးဖောက်ပြန်လာလို့ရှိရင်သူ့ရဲ့သဘာဝပဲသူ့သဘောသူဆောင်ရပါပဲလို့ เนาะချက်ချင်းလက်ငင်းနှလုံးသွင်းပေးဖို့လိုတယ်เนาะအဲအဲ့တော့ဒါဆိုလို့ရှိရင်အဲ့လိုနှလုံးသွင်းပြီးပြီဆိုလို့ရှိရင်လေနောက်တစ်ခုထပ်ပြောပြမယ်ဘာကြောင့်စိတ်ဆင်းရဲတာလဲဆိုတော့နောက်တစ်ခုစိတ်ဆင်းရဲမှုထပ်လျှော့ပေးမယ်အခုဒီယုံကြည်ကြောင့်စိတ်ဆင်းရဲကြရရှိသေးလားဒါဖြစ်လို့လေအရင်ကကြတော့ငါဖြစ်နေတယ်လို့ထင်တာ ငါဖြစ်နေဆိုတော့စိတ်ဆင်းရဲတာပေါ့အခုကျတော့သူ့ရဲ့တဘာဝတိုင်းသူဖြစ်နေတာဘာမှလုံးလို့မမရတာဆိုတော့စိတ်နည်းနည်းလေးအေးမသွားဘူးလားအေးအဲ့ဒါကိုဖတ်ပြီးတော့စိတ်ကိုထက်လျှော့ပြီးမယ်နော်ထက်လျှော့ပြီးတဲ့ခါကျတော့အခုကိုယ်မှာတာသမီတွေမရှိဘူးလားရှိတာကိုယ့်ရဲ့ Twitter ကြာဘာရှိလဲတူရီတူမအေးဟုတ်ပြီအဲ့ဒါဆိုရင်အဲ့ဒီတူရီတူမတွေကိုစဉ်းစားကြည့်လိုက် ေါ်မလားဟုတ်လားဟောလားတေကန်နီးမှာလဲဘယ်သူမဆိုနော်အဲ့ဒီကိုဆွဲလန်းရာတွေမပေါ်နိုင်ဘူးလားပေါ်နိုင်တယ်ဟုတ်ပြီဒါဆိုရင်အပြင်မှာတူတူတူမတွေရှိတယ်ဟုတ်တယ်နော်အခုကိုတွေးလိုက်တော့တူတူတူမတွေမပေါ်ဘူးလားပေါ်တယ်ဒါဆိုလို့ရှိရင်ကိုတိရဲ့တူတူတူမတွေဟာဘယ်သူလဲဆိုတာကိုရှင်းပြပေးမယ်နော်အခုကိုတွေးလို့ပေါ်တဲ့တူမဟာ အပြင်မှာရှိတဲ့ဒူမလားကိုယ်စိတ်မှာလားပေါ်တဲ့ဒူမလားစိတ်မှာဒူမပေါ်ပါဘယ်အဲ့တော့စိတ်မှာပေါ်တဲ့ဒူဒူမကကန်ကြည့်လို့ရတယ်ကျေမရဘူးကကန်ကြည့်လို့မရဘူးဟုတ်တယ်နော်အပြင်မှာရှိတဲ့ဒူဒူမကိုကန်ကြည့်လို့မရဘူးလားမရပါဘူးအပြင်မှာရှိတာလေဒီကစဉ်းစားကြည့်အပြင်မှာထိုင်နေတဲ့ဒူဒူမကသွားကန်ကြည့်ရင်ကန်ကြည့်ရရတယ်အခုကိုယ်စိတ်မှာပေါ်တဲ့ဒူမကကန်ကြည့်လို့ရတယ်ဒါဆိုရင်ကိုခုတိနေတာက ဘယ်သူမှအသိနေတာလဲဖိဖိချင်းစဉ်းစားနော်အခုအပြင်မှာထိုင်နေတဲ့တူတွေဒူမဟာသွားကန်ကြည့်ရင် ကန်ကြီးလို့ရတယ်နော်အခုတွေးလိုက်တဲ့အခါမှာပေါ်လာတဲ့ဒူတွေဒူမှာဟာကန်ကြီးလို့မရဘူးဟုတ်တယ်တေကန်ကြီးမှာလည်းဒီစိတ်မှာပဲဒူတွေဒူမှာညာပေါ်လိမ့်မယ်ပေါ်တဲ့အခါကျတော့အဲ့ဒီမှာတကယ်တူတူမှာအစ်လားအတူလားဆိုတော့ဖွဲကြရလိမ့်မယ်တကယ်အစ်ဆိုရင်ကန်ကြီးလို့ရမှာပေါ့ဟုတ်ပြီနော်တကယ်အစ်ဆိုရင်တွေးထားလို့ရတယ်လေအခုကိုတီးတဲ့ဒူမှာဟာကန်ကြီးလို့ရတယ်မရဘူးဘာနဲ့တူလဲတီးလိုက် မှန်ကြည့်ရင်ပေါ်တဲ့မှန်နေရပုံရိပ်နဲ့တူတယ်။အခုကိုယ့်ရဲ့စိတ်မှာပေါ်တဲ့ဒူမတွေဒူတွေကမှန်နေမှာပေါ်သလိုပဲမပေါ်ဘူးလား။ပေါ်ပါဘူး။အဲ့ဒါဆိုရင်အဲ့ဒါကတကယ်အစ်စ်တွေလားအတုတွေလား။အစ်စ်တွေပါ။အရိပ်တွေလားအကောင်တွေလား။အကောင်ဆိုရင်ကန်ကြီးလို့ရမှာပေါ့နော်အရေးကြီးဆိုတော့တကယ်မဟုတ်ဘူးဆိုတော့တွေ့တာလို့ရပါမယ် ဲ့တွေ့တာလို့မရတဲ့အဲ့ဒီဒူရီဒူမတွေစိတ်မှာပေါ်လာတဲ့ဒူရီဒူမတွေဟာတွေ့တာလို့မရပြီねတဲ့သူ့အကြောင်းကိုအရေးကိုအရေးလို့မသိရင်အပေလေးကိုမလွတ်နိုင်ဘူးတဲ့ဟုတ်နော်ဒါဆိုအခုပေါ်တိုင်းပေါ်တိုင်းတွေးတိုင်းတွေးတိုင်းမှာပေါ်လာတဲ့အတွေးတွေကိုစမ်းစစ်ဖို့မလိုဘူးလားအဲစမ်းစစ်ရမယ်ဆိုရင်အဲ့ဒါတွေဟာ အရေးကြီးလားအကောင်ကြီးလားလို့စဉ်းစားကြည့်ဖို့လိုတယ်။အကောင်ကြီးဆိုရင်အပြင်ထုတ်ကြည့်ထုတ်ကြည့်လို့မရဘူး၊ကန်ကြည့်လို့မရဘူးဆိုရင်ဒါတွေကအရေးကြီးပဲ။တကယ်မဟုတ်ဘူးအတုတွေပဲ။အတွေးအရေးကြီးတာဖြစ်တယ်။အဲ့ဒါကိုကိုကနားလည်ရမှာနော်။အမှန်ပါပဲ။အဲ့ဒီအတွေးအရေးကြီးကိုပေါ်လာမသိဘူးလား။သိရနော်။ကိုကိုတူမအတွေးကြီးလိုက်ပေါ်မလာဘူးလား။ပေါ်လာတော့မသိဘူးလား။သိတယ်။သိရကဘာလို့ခေါ်လဲလေ။ စိတ်လို့ခေါ်ရဲ့စိတ်ကတိတက်တဲ့သဘောမရှိဘူးလားသူဘာကိုသွားတိတာလဲအတွေးတွေကသူမကိုသွားတိတာဟုတ်လားအတွေးတွေကသူမကအရေးတာအကောင်းလားအရေးပါအရေးတကံသူပုံရိပ်အပြင်နဲ့ပုံကံသူနဲ့ပုံရိပ်အဲ့ဒီပုံရိပ်ကိုစိတ်ကသွားတိတယ်တိတာကစိတ်လို့ခေါ်ရဲ့အတိခံရတဲ့တကံသူပုံရိပ်ကအာယုံလို့ခေါ်တယ် ဒါဆိုရင်အဲ့ဒီအာယုံကဘာလဲဆိုတော့လေအဲ့ဒါခန္ဓာပဲတဲ့အဲ့ဒီခန္ဓာကိုတူတူမနဲ့မားရင်တူတူမလို့ယူရင်တန်ရောတယ်မဖြစ်ဘူးလားတူတူမမဟုတ်ဘူးဒါကခန္ဓာပဲပေါ်တာပါလားလို့နားလည်တန်ရောစင်မပြတ်ဘူးလားဒါဆိုလို့ရှိရင်အခုကိုယ်မှာတွေ့တာစရာတူတူမတွေတွေးကြည့်သူတို့လာမလားခန္ဓာတွေလာမလားသူတို့လာမလားအာယုံရိပ်နေလားအာယုံ ်အေးအာယုံကိုအာယုံမှန်းသိရင်ကြွကြရရှိသေးလားရှိကြပါအပြင်မှာကတော့တို့တွေကလာစုံရတာပဲလေဒီလိုပဲဟုတ်တယ်မလားဆွေမျိုးတွေဒီလိုပဲတန်တရာလည်နေတာအဲ့ဒါကဖဲမတွက်နဲ့နောက်ဆုံးကိုယ့်ကိုတန်တရာလှည့်တာအပြင်တူတူမတွေကတန်တရာကိုမလှည့်နိုင်ဘူးကိုယ့်ရဲ့ဒီအာယုံတွေကိုတူတူမနဲ့မှားရင်တန်တရာလည်ရလိမ့်မယ်နော်တန်လာလေရဲ့အဲမှာအပယ်လေးပုံကိုကြာတာအဆိုးဆုံးပေါ့နော် အဲ့ဒီအာယုံအာယုံပဲဒီတဏ္ဍူပုံရိပ်တွေကိုနော်ပုံရိပ်တွေပဲယောက်ျားမိန်းမပုဂ္ဂိုလ်တတ္တဝါသားတွေသမီးတွေသူတွေသူမတွေမဟုတ်ပါလားလို့နားလေတယ်ဆိုလို့ရှိရင်တေကံကြီးမှာအဲ့ဒီသူတွေသူမတွေကိုမဆွဲပဲနဲ့ဟိုကအဲ့ဒီပြောမယ်ဆိုလို့ရှိရင်အပယ်လေးပုံကိုလွတ်မြောက်ပြီးတော့သူဂတိပုံကိုရောက်နိုင်တယ်နော်ကိုယ်ဉာဏ်သာဒီမှာတကယ်နားလေတယ်ဆိုရင် အပေလေးပုံကိုသူတို့ဆွဲပြီးတော့အပေမကြတော့ဘူးပေါ့မှန်ပါဗျာဟုတ်ညာဒါဆိုလို့ရင်ကိုယ်စိတ်မှာအခုသူတို့ဥတီပြီးတော့ဒူလီဒူမတွေကိုအခြေခံပြီးတော့တခြားအတွေးတွေပေါ်လာရင်ပေါ့သူတို့နဲ့အတူတူပဲမဟုတ်ဘူးလားမှန်ပါဗျာနော်ကိုလူတန်းခဲ့တဲ့အရာတွေလည်းပေါ်လာရင်သင်ငန်းတွေကျောင်းတွေပေါ့နော်ပေါ်လာတဲ့အခါတကယ်သင်ငန်းတွေကျောင်းတွေပေါ်မှာလားတကယ်လူပုံရိပ်တွေပဲပေါ်မှာမှန်ပါဗျာ အဲဒီတဏှာပုံကြီးဒီပဲပုံမှာဆိုတော့ဘယ်ပုံမှာမှဆွဲလန်းကြရမရှိဘူးပေါ့ဒီယုတ်ကြီးရရောသူကတော့မဖြစ်နေလို့ဆိုတော့သူ့တဘာဝအတိုင်းပဲထောက်ပြန်နေတာဘာနဲ့တူလဲတရားမုံတိုင်းတိုက်နေတာနဲ့တူတယ်အထဲထဲမှာလေမုံတိုင်းကြီးတိုက်တယ်ယူစည်းမှုတွေဖြစ်တယ်အဲ့ဒီမုံတိုင်းတိုက်နေတာနဲ့တူတယ်အဲ့တော့ဒီခန္ဓာရတဲ့ဒီတိုင်းဒီတိုင်းဒီဒီထဲမှာအဲ့လိုပဲတကြီးလေးပါလေမုံတိုင်းကြီးမုံတိုင်းကြီးတိုက်နေတာလေ အဲ့တော့သူ့တဘာဝတိုင်းသူဖြစ်နေတာကိုတို့တွေကအတတ်နိုင်ဆုံးပြုပြင်နေဒါပေမဲ့မရတဲ့အခါကျရင်လည်းပြုပြင်လို့မရဘာလို့ပြရမလဲအေးစွန့်လို့ရမယ်နောက်တစ်ခုကသူဖြစ်တဲ့အတိုင်းသူကလက်ခံပေးဖို့မလိုဘူးလားအခုတစ်ခါတစ်ခါခန္ဓာကိုယ်ကနာကျင်တိုင်းနာကျင်တိုင်းမှာသူ့ရဲ့တဘာဝကိုတဘာဝတိုင်းဆင်ခြင်ပေးဖို့မလိုဘူးလားဆင်ခြင်ပေးအဲ့လိုဆင်ခြင်ပေးတဲ့အခါမှာနောက်ဆုံးကြလို့ရှိရင် ူကဘယ်သူမဆိုပြောတာနော်ဘယ်သူမဆိုနောက်ဆုံးကြလို့ရှိရင်အဲ့ဒီနာကျင်မှုတွေအကုန်လုံးကချုပ်သွားပြီးတော့ဘာလိုက်လာမလဲဆိုတော့လေကိုဆွဲလန်းရာကိုတွေ့ရတယ်နမိတ်တွေလာလိမ့်မယ်လာတဲ့အခါကြလို့ရှိရင်ဒါတွေဟာပုပ်ကိုတက်တော်ဝါတွေမဟုတ်ဘူးနော်ဒါတွေဟာတကံတွေပုံရိပ်ကြီးပဲဘာမှအစ်စ်တွေမဟုတ်ဘူးအတုတွေပဲအကောင်တွေမဟုတ်ဘူးအရိပ်တွေပဲလို့နားလေလိုက်တာမြဲကိုကိုယ့်ရဲ့စိတ်မှာတန်ရောစင်တွေပြတ်သွားတယ် ဟုတ်ပါဘူး။အခုကိုယ်စိတ်မှာတွေးကြည့်ပါဦး။တွေးလိုက်ရင်ပေါ်ရင်ပါပေါ့။ဟုတ်ပါဘူး။อืมဘာပေါ့မလဲ။အဲတကယ်တူလေဒီမှာအစ်စ်လားအတူလေလား။အတူပါ။အဲအတူဆိုတော့တွေ့တာကြာရှိလား။ရှိတာ။ဒါဆိုကိုယ်စိတ်မှာမရှိသေးဘူး။အမှန်ရှိတာ။စိတ်ဆင်းရဲမှုတွေရောမသွားဘူးလား။ရောပါဘူး။ဒီရုပ်ကြည့်ပေါ်မှာလည်းစိတ်ဆင်းရဲရာမရှိဘူး။ဒါဟာတဘာဝပဲ။ငါမှဖြစ်နေတာမဟုတ်ဘူး။ကိုယ့်ရဲ့ဒီခန္ဓာကြီးမှဖြစ်နေတာမဟုတ်ဘူး။အားလုံးဟာ အတူတူပဲသူလည်းယောဂတဲ့ကိုလည်းယောဂတဲ့ပါပဲချိန်တိုင်းဒီလမ်းနဲ့တို့တွေအကုန်လုံးကြွားကြမှာကိုကမှတရားနာနိုင်လေးတယ်တရားမနာဘဲနဲ့တည်သွားကြတဲ့သူတွေကမရေမတွက်နိုင်အောင်ရှိတယ်နော်အခုဒါဆိုလို့ရှိရင်စိတ်ဆင်းရဲစရာဘာရှိသေးလဲစိတ်ဆင်းရဲစရာတွေတွေးလိုက်လို့ရှိရင်အဲ့ဒီအတွေးတွေဟာအရေးလားအကောင်လားလို့စမ်းသပ်ဖို့မလိုဘူးလား အဲ့ဒီလိုဆင်ရင်ပြီးလိုက်လို့ရှိရင်အရေးကြီးတယ်ဆိုရင်စိတ်ဆင်းရဲမှုကအကြာကြီးမဖြစ်တော့ဘူးနော်ဘယ်လောက်ဆိုလို့ရှိရင်အဆင်ပြေမလားအခုစိတ်တော့ဘယ်လိုနေလဲနော်သူ့တဘာဝတိုင်းလက်ခံပြီးလိုက်နော်ဒီမှာဟုတ်လားဒီမှာဒီရောက်တဲ့ယောဂဖြစ်နေတာမဟုတ်ဘူးဦးစင်းတို့လည်းကြိုက်တာခဲတာတောင်းတာတင်းတာလည်းမဖြစ်ဘူးလား ဖြစ်တယ်ဘယ်သူတူတယောက်မှအဲ့ဒါလွန်ဆန်းလို့မရဘူးအဲ့ဒါသဘာဝတရားကြီးပဲအမေဝင်ကောင်းနေရအဲ့ဒီသဘာဝတရားနဲ့လာတာကိုကြကြီးလေးပါရဲ့သဘာဝလို့မတည်ပဲနဲ့ငါဆိုပြီးတော့စွဲနေကြလို့အခုကျတော့ငါဖြစ်နေရလားရပ်ဖောက်ပြန်နေရလားဟေးအဲ့ဒါငါမဟုတ်ဘူးဝိကရေကငါလည်းမပါဘူးတော့ပေါ့လားနော်အခုလို့ဓာတ်ရဲ့သဘောဖောက်ပြန်တဲ့တဲ့သဘောမှာငါမရှိကြဘူး အာယုန်တွေဟာပုဂ္ဂိုလ်တ attva မဟုတ်ကြောင်းနော်အဲ့ဒီပေါ်လာတဲ့အာယုန်တွေဒူတွေဒူမအာယုန်တွေကိုတိတာကဘာလို့လဲအဲ့ဒါကစိတ်အဲအာယုန်ကိုတိတဲ့တော့သဘောဒီစိတ်အဲအဲ့လိုပဲဒါကတော့ဓာတ်ပဲဒါကတော့အာယုန်ပဲဒါကတော့စိတ်ပဲလို့နားလေတာကဉာဏ်လို့ခေါ်ရဲ့တဲ့နော်ဒါဆိုလို့ရှိရင်ငါပမာပဲမွေးကလေးရောပါလား အေးငါမရှိရင်ငါနာရမရှိဘူးပေါ့သူ့တဘာ